မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့မီဒီယာ channel ကနေဒီဇင်ဘာ၂ရက်နေ့အတွင်းနောက်ဆုံးရနုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဇနီးတဲ့နေပြန်ဆင်ပြေးသွားတဲ့ဆမ်မင်သာတင်မောင်ဆမ်မင်ဝဲကိုမထင်မတဲ့ပုံစံနဲ့ဆက်ဆံလိုက်တဲ့ဆိုရော်ဗီဗာဟင်းသတင်း။သူကဟဟပေးရလူတွေကိုမေတော်ဘောကဝရီကိုင်မှာမုံတတိထားကြဖို့ပြောလာတဲ့သူရိမင်ခန့်သတင်း။အာရှဖလားပေါ်လုံးခြေစပွဲမှာနိုင်ငံသားအသင်းကိုကြော်တက်ပြီးမြန်မာယူဆက်ခွန်အတဲနိုင်ရရှိခဲ့တဲ့တည် ထိုင်းနိုင်ငံရေးကြီးကျဲမှရွှေကုံဖျားနေမြမတီလာရှင်ဝစ်စုံကိုဟာတာလုံလို့ဖြစ်ကြောင်းအပြစ်မှန်ပေါ်ထွက်လာခဲ့တဲ့တဲ့လိုင်းပေါ်မှာနာမည်ကြီးနေတဲ့ဝိုင်းစုရဲ့အင်ဂျီရဲ့တီမီယာကိုသိလိုက်ရလို့ပစံဟောင်းသားဖြစ်သွားတဲ့ဟင်ဝီယန်တဲ့အေဝီဤတောင်းနဲ့နေဝီဤတောင်းဖြစ်နေတဲ့ရွှေမုံရတီနဲ့ငွေမုံရတီတဲ့ပဲဖြစ်ပါရဲ့ရှင်ဇနီးတဲ့နဲ့ပြန်ဆင်ပြေသွားတဲ့ဆမ်မင်သာတင်မောင်ဆမ်မင်ဝင်းကိုမထင်မထက်ပုံစံနဲ့ဆက်ဆံလိုက်တဲ့ဆိုရိုဗီဗာဟင်း စနီနဲ့အစဉ်ပြေးသွားတဲ့တင်မောင်ဆမင်းဝင်းကိုမထင်မတဲ့ပုံစံနဲ့တုံ့ပြန်လိုက်တဲ့ Viva Hin ရဲ့ဗီဒီယိုဖိုင်ကအင်တာနက်ပေါ်မှာပြန့်နှံ့လာပါတယ်။တင်မောင်ဆမင်းဝင်းဆိုတာမြန်မာနိုင်ငံရဲ့ထိတ်တန့်ဆမင်းသားတွေမှာတူဦးပါဝင်ဖြစ်ပြီးသူ့ရဲ့ဇာတ်နဲ့သူ့ရဲ့တရားဆောင်မှုတွေကိုချစ်ခင်အားပေးကြတဲ့ပြည်သက်တွေမရှိမတွက်နိုင်အောင်ရှိပါတယ်။ဇာတ်ပင်လောကမှာသာမကဘဲရုပ်ရှင်နဲ့ဗီဒီယိုလောကမှာပါတရားဆောင်မင်းသားတရားဝင်နေနေနေရာတနေရာအခိုင်အမာရယူထားနိုင်သူပါ။ ဒီလိုအောင်မြင်ကြောကြားမှုတွေနဲ့တူသူ့မှာချက်စရာကောင်းတဲ့တားလေးတယောက်လည်းရှိပါသေးတယ်။သူ့ရဲ့လူမှုကွန်ရက်ဆက်မျက်နှာတွေမှာဆိုရင်လည်းမိသားစုနဲ့အတူပျော်ရွှင်ကြည်နူးနေတဲ့ပုံရိပ်လေးတွေကိုမကြာခဏဆိုတလုံးတွေ့မြင်နေရတာကြောင့်ပရိသတ်တွေကသူ့ရဲ့မိသားစုဘဝလေးကိုစံပြမိသားစုဘဝတစ်ခုဖြစ်အမြဲတမ်းသဘောချအားကျနေကြရတာပါ။ဒါပေမဲ့စနီးတဲ့ဖြစ်သူကိုရိုင်းကခင်မောတဲ့ရဲ့ဖောက်ပြန်မှုတွေနောက်မီးလင်းမှုတွေကိုလူသိရှင်ကြားဖွင့်ကြခဲ့ပြီးကွာရှင်မှုအထိပြင်ဆင်ခဲ့တဲ့အထိအခြေအနေတွေတင်းမာခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့တားငယ်လေးတယောက်ရှိနေပေမယ့်တင်မောင်စမ်းမင်းဝင်းရဲ့လုံရက်ကိုတီးမခံနိုင်တော့လို့ကွာရှဲမဲ့လမ်းခွဲမဲ့ဆိုပြီးပြောခဲ့ကြတာပါအမှုပညာလောကနဲ့ပြည်သက်တွေကြားမှာလည်းတင်မောင်စမ်းမင်းဝင်းကိုအပြစ်တင်ကဇနီးနဲ့တားလေးကိုဂယုဏတတ်ခဲ့ကြပါတယ်ဒါပေမဲ့လင်းနေမယားရှာနေသွားဆိုတဲ့စကားအတိုင်းပါပဲအခုနောက်ဆုံးမှာတော့တင်မောင်စမ်းမင်းဝင်းရဲ့ဇနီးတဲ့တို့ဟာအချင်းဟောင်းတန်ရောစင်ဟောင်းတွေကိုပြန်လည်တိစောက်ပြီးမိသားစုပြန်လည်တက်မြတ်သွားကြပြီလို့ဝမ်းသာစရာကြတိရပါတယ် သားသမီးမျက်နှာကိုထောက်ထားပြီးတူးနဲ့တူနားလည်မှုခွင့်လွှတ်မှုတွေနဲ့ပြန်လည်ပေါင်းစည်းခဲ့ကြတာပါဒီလိုမင်္ဂလာရှိတဲ့တည်င်းကိုကြားလိုက်ရတဲ့အချိန်မှာအာလုံးထင်မှတ်မထားတဲ့ကိစ္စတစ်ခုပေါ်ထွက်လာပါတယ်အရာကတော့အစောရော FIFA ဟင်းရဲ့တင်မောင်ဆမ်မင်ဝင်းရဲ့ပေါ်မှာလုံလိုက်တဲ့လုံရည်လေးတစ်ခုပါ FIFA ဟင်းနဲ့တင်မောင်ဆမ်မင်ဝင်းတို့ဟာအမှုပညာလောကမှာတကယ်ကိုရင်းနှီးတဲ့တငယ်ချင်းအရင်တွေပါအစောပိုင်းတငယ်ချင်းဖြစ်သူအိမ်ထောင်ရေးစစ်မပြေတော့က FIFA ဟင်းတယောက်စိတ်မကောင်းဖြစ်ခဲ့ရပါတယ် ခုလိုတငယ်ချင်းဖြစ်သူကဇနီးတဲ့နေပြန်ဆင်ပြေးသွားပြီဆိုတဲ့သတင်းကိုကြားလိုက်ရတဲ့အချိန်မှာတော့ FIFA ဟင်းတယောက်ဝမ်းသာလွန်းလို့မျက်ရည်တွေချနေတိဖြစ်သွားခဲ့ပါတယ်။ပြိသက်တွေကတော့ FIFA ဟင်းဟာတင်မောင်ဆမ်းမင်းဝင်းနဲ့ခင်တာကိုတီးပေမယ့်ဒီလောက်ထိရင်းနှီးခံစားရမှန်းမသိတာပါ။တကယ်တမ်းမှာတော့ဆွန်ရော်ဗီဗာဟင်းဟာတငယ်ချင်းရဲ့ပျော်ရွှင်မှုအတွက်ပီတိဖြစ်ပြီးငိုကြွေးခဲ့တာကိုတွေ့ရတာအံ့ဩသွားကြပါတယ်။ဒီမျက်ရည်တွေဟာအပေါ်ယံဟန်ဆောင်မှုတွေမဟုတ်ဘဲတကယ်ရှင်တွေကလာတဲ့ဗီဗာဟင်းမြစ်တာမျက်ရည်တွေပါ ဖီဖာဟင်းဟာတငယ်ချင်းမိသားစုပြိုကွဲတော့မယ်ဆိုတဲ့သတင်းကြားရတော့ကကိုမိသားစုရေးလို့ခန်းစားကြရတယ်လို့အခုလိုပြန်လည်ဆင်ပြေသွားတဲ့အခါမှလည်းကိုယ်တိုင်ပျော်ရွှင်ရတယ်လို့ခန်းစားနေရတာပါမိဆွေစီဆိုတော့တငယ်ချင်းလမ်းမရှောင်းနေရင်တဲ့မှတ်ပေးပြီး လမ်းမှန်ပြန်ရောက်ရင်ဝမ်းသာပေးတဲ့သူမျိုးပါပဲဒါဆက်မှတ်နဲ့မိဆွေစီတရားရင်စိတ်ထားပါပဲတငယ်ချင်းဒုက္ခရောက်ရင်ကူညီပြီးတငယ်ချင်းပျော်ရွှင်ရင်ထပ်တူဝမ်းသာပေးတတ်တဲ့ဖီဖာဟင်းရဲ့စိတ်ထားပြည့်စုံမှုကိုပြည်သက်တွေကချီးကျူးနေကြပါတယ် တင်မောင်ဆမ်းမင်းဝင်းအနေနဲ့လည်းဒီလိုမိတ်ဆွေကောင်းနေခွင့်လွတ်နားလည်ပေးတဲ့ဇနီးတဲ့ကိုပိုင်ဆိုင်ထားရတာဟာတကယ့်ကိုကံကောင်းလို့မာတယ်။ကေပရိတ်တကြီးရဲ့မိသားစုပြန်လည်စုံစည်းသွားတဲ့တင်မောင်ဆမ်းမင်းဝင်းအတွက်ဝမ်းသာမိကြရဲ့လား။တငယ်ချင်းတော်ဝမ်းသာမျက်ရည်ကြတဲ့ FIFA ဟင်းရဲ့စိတ်ထားလေးကိုရောဘလို့မျိုးမြင်ကြပါသလဲ။ပရိတ်တကြီးရဲ့အမြင်လေးတွေကို comment မှာဝင်ရောက်ပြောသွားပေးကြပါအောင်ရှင်။ကြည့်ရှုအားပေးကြတဲ့ပြည်သက်တရားချင်းစီတိုင်းကိုခြေစူးထူပဲတင်ရှိပါရစေရှင်။ သူဟာပေးတဲ့လူတွေကိုမေတော်ဘောကဝတီကင်မမို့တတိထားကြဖို့ပြောလာတဲ့သူရင်းမင်းခန့်သူဟာပေးတဲ့လူတွေနှက်ကန်ခံရမယ်လို့တတိပေးလိုက်တာကတင်းအောင်ဆောင်မင်းသားသူရင်းမင်းခန့်မှာဒါကြောင့်လေဟာဟာပေးရတဲ့သူပေးကြည့်လို့မီဒီယာတွေကနေတဲဝုန်းခဲ့တာပါအခုသူဝင်ပြိုင်နေတဲ့တင်းဥဆောင်ပြိုင်ပွဲမှာသူကဟဟပီးနေအော်ဆိုတဲ့ကလေးမလေးကိုလည်းသူရိမင်းခန့်ကမီဒီယာကနေဆင်းရှင်းလိုက်တာဖြစ်ပါတယ်။ သူရိမင်းခန့်ဟောင်းမနေ့ကရွှေကျိုးပြိုင်ပွဲမှာကလေးကပြိသက်တီတတိထားမိလာနေသူတို့ပါအထူးသဖြင့်သူရိမင်းကဟာအငုံမျက်နာပိုင်းတလုံးဟိုလူနဲ့တူတလုံးလုံးဒီလူနဲ့တူတလုံးလုံးမျက်နာကြောင့်လည်းလူပြောများခဲ့တာပါသူရိမင်းကဟာသူ့ကိုယ်သူကုကျွန်ပြောနေတူရဲပြောပေမယ့်အခုတော့ဖြူဖြူတွေးမိလို့လို့မန္တလေးကစိန်လီဆွေလုံလုံးချွတ်ချွတ်တူနေရဲ့မျက်နာကြောင့်လည်းလူတွေကမျက်နာနဲ့ဟာဟာပေးကြံစိတ်တွေမယိုးမယွပေါ်လာတာဖြစ်ပါတယ်ဒါကြောင့်လည်းသူရိမင်းကကိုဟာဟာဝိုင်းပေးကြတာဖြစ်ပါတယ် ဒါပေမဲ့လေသူရိမင်းခန့်ကသူဟာဘောဂဝတီမေတော်ရဲ့သားဖြစ်က တိုင်တန်းကနေလာတာဖြစ်ကြောင်းသူ့ကိုဘောဂဝတီမေတော်ကအာကတွဲမှာငုံကစောင့်ရှောက်ထားကြောင်းဒါကြောင့်သူကိုဟဟပေးတဲ့သူတွေကဘေးဒုက္ခကြောက်ရွံ့နိုင်လို့စင်စင်ချင်းချင်းဟဟပေးကြပုံသူရိမင်းခန့်ကပြောလာတာပါဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့သူတွေကရောသူရိမင်းခန့်ကိုဟဟပေးရကြသလားဆိုတော့ပြောသွားကြပါဦးရှင် ာရှဖလားဘောလုံးခြေစစ်ပွဲမှာနိုင်ငံသားအသင်းကိုကြော့တက်ပြီးမြန်မာယူဆက်ကွန်အသင်းနိုင်ရရှိမနေ့ကနိုဝင်ဘာ30ရက်နေ့မှာကျင်းပခဲ့တဲ့အာရှဖလားခြေစစ်ပွဲမှာမြန်မာဘောလုံးအသင်းယူဆက်ကွန်ကနိုင်ငံသားအသင်းကိုနိုင်ရရှိပြီးခြေစစ်ပွဲအောင်သွားတယ်လို့သိရပါတယ်အဆိုပါနိုင်ရှုံကဲဖြတ်တဲ့ပွဲကိုနိုဝင်ဘာ30ရက်မြန်မာစံတော်ချိန်ညနေ၄နာရီချိန်သူဝနာဘောလုံးကွင်းမှာပြုလုပ်ခဲ့တာဖြစ်ပြီးမြန်မာဘက်ကဘောလုံးသမားတွေနဲ့စီနီယာအသင်းတို့ရှင်ပြိုင်ကစားခဲ့ကြတာပါ မျိုးသားအသင်းများဖြစ်တဲ့မြန်မာယူဆက်ကွန်အသင်းနဲ့စီးရီးယားအသင်းတို့ရှင်ပြိုင်မှုပြီးမှာတော့နှစ်ဖက်အသင်းမှနှစ်ကိုးနှစ်ကိုးစီတည်သွင်းခဲ့ကြပြီမယ်လေအမှတ်နဲ့ဖြစ်တဲ့အချိန်မှာမြန်မာအသင်းကဆယ်မှတ်တာနဲ့ခြေစပွဲအောင်မြင်ခွင့်ရရှိသွားတာဖြစ်ပါတယ်နှစ်ပေါင်းများစွာခြောက်ကနေတဲ့သူမနာဘောလုံးကွေးကြီးမှလည်းမနေ့ကကွင်းပြေပြိသက်တီနဲ့ပြည့်ကျက်နေခဲ့ပြီးမြန်မာယူဆက်ကွန်အသင်းနိုင်ရရှိသွားတဲ့အခါအော်ရင်အားပေးတဲ့အနေနဲ့ဆူညံသွားခဲ့ပါတယ် စစ်တမ်းကောက်ချမ်းရမင်းညကသူဝနအင်ကွယ်မှာမြမအတင်းကိုအားပေးတဲ့ပြိသက်3000ကျော်ရှိခဲ့ပါတယ်။မြမအာရှဖလားဘောလုံးပွဲဒီမှာနေရမရခဲ့တာ19နှစ်ကျော်ကြာမြင့်ခဲ့ပါပြီ။ယခုယူစက်ခွန်အတင်းရဲ့အနိုင်ရရှိမှုဟာမြမဘောလုံးအားကစားနဲ့မြမပြည်သူတွေရဲ့စိတ်ဓာတ်ကိုတဖန်ပြန်မြင့်တင်ပေးလိုက်တာပဲဖြစ်ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံတော်ရှာရီတမရမှာအာရှပလားချေစပွဲအောင်မြင်ခဲ့တဲ့မြန်မာမျိုးသားယူဆက်ခွန်အသင်းကိုကွန်ပျူတာချင်းမြင်ငွေ7000တထောင်ပေးရခဲ့တယ်လို့သိရပါဗျ။ အနိုင်ရရှိသွားတဲ့မြန်မာယူဆက်ခွန်အသိဟာ2026ခုနှစ်ဆော်ဒီနိုင်ငံမှာတရားဝင်ကျင်းပတဲ့နိုင်ငံတကာအာရှဘလာဘောလုံးပြိုင်ပွဲကိုတရားဝင်ဝင်ရောက်ရှင်းပြိုင်နိုင်တော့မှာဖြစ်ပါတယ်လက်ရှိမှာတော့မြန်မာအသင်းကိုနိုင်ငံတကာဆင့်တီရှောင်းဂိုဖန်ပေးခဲ့တဲ့ကစားသမားထက်ဝီယန်ကတော်တော်လေးနာမည်ကြီးလိုနေပါတယ်။ထက်ဝီယန်ဟာမြန်မာအသင်းယူဆက်ကွန်မှာပါဝင်ကစားခွင့်ရဖို့ကျုံပျော်မြို့ကမိသားစုကိုဖြစ်ွားပြီးရန်ကုန်မှာလေ့ကျင့်ရင်လာဆင်ခဲ့ရတာပါ ဒါကြောင့်မင်းညကပွဲမှာတားဖြစ်သူကိုအားပေးဖို့အတွက်မိခင်နဲ့မိသားစုများဟာကျွားကနေရန်ကုန်ကိုကာငါပီလာအားပေးခဲ့ရတယ်လို့လည်းသိရပါဗျ။ဒီအကြောင်းကိုထုတ်ဝင်ရရင်မိခင်ဖြစ်သူဒေါ်ဆူဆူကတားရဲပွဲကိုကာနစီနဲ့လူအယောက်30ကျော်လာပေးတာပါမိသားစုတွေအကုန်စုလာတာပေါ့နော်တကယ်တော့တရွာလုံးလိုက်လာချင်တာပါမလိုက်လာရတဲ့သူတွေကလည်း TV ကနေကြည့်ပြီးဂုံယူနေမှာပါလို့ဝမ်းသာမျက်ရည်တွေနဲ့အတူပြောကြခဲ့ပြီးတားဖြစ်သူဟာငယ်စဉ်ကတည်းကတားမရတဲ့တင်ပေါ်လုံးကိုအရန်ယူသူကြောင့် ထမင်းငက်ခံပြီးဘောလုံးတော်တော်ကန်လို့ငငယ်တုန်းကတော့ခဏခဏစိတ်ဆိုးခဲ့ရကြောင်းတကယ်တော့ဘောလုံးလမ်းကြောင်းကိုပဲရွေးချယ်ခဲ့တဲ့အချိန်မှာမိဘတရားအုံးနေနေဒီနိုင်ငံမှာမဖြစ်ထုံးပါနဲ့ဆိုရင်ပြီးတားမရလို့မျက်ရည်ကြားခဲ့ကြောင်းဒါပေမဲ့ခုတကောင်တကယ်ကြီးမြမဘောလုံးအသင်းကိုနိုင်ငံတကာကုံဆောင်နိုင်ခဲ့တဲ့အထိကွင်းထဲမှာကြိုးပမ်းနေတဲ့တားဖြစ်သူကိုမြင်ရတော့အရှင်တုန်းကကြားခဲ့တဲ့မျက်ရည်နဲ့ဘာမှမတူအောင်ဝမ်းသာပီတိဖြစ်ကြောင်းဒီလိုတားမျိုးမွေးထားရတာအတွက်လည်းအရန်ကိုဂုံယူကြောင်းလှိုက်လှိုက်လင်းလင်းကြီးပြောကြခဲ့ပါတယ်။ ဒါကြောင့်ပြည်သက်တွေကလည်းမြန်မာနိုင်ငံကမိခင်တွေကတတ်တည်နေကြတယ်ကလေးရဲ့ဝါသနာထံသူတို့ဖြစ်ချင်တဲ့ပတ်စံရှာလို့ကောင်းတဲ့လမ်းကြောင်းကိုပဲအတင်းသွားခိုင်းကြတယ်။တကယ်တော့မြန်မာနိုင်ငံမှာမောင်ထွက်ဝင်ရလိုမျိုးနိုင်ငံချိုးပြူကစားသမားတွေအမှန်တကယ်လိုအပ်တယ်လို့ဆွလွန်နင်းနာခံနိုင်တဲ့ဒေါ်ဆိုးဆိုးလိုမိခင်မျိုးတွေလည်းလိုအပ်ပါတယ်။လူငယ်မျိုးဆက်တစ်တွေကြားထဲမှာငါတို့နိုင်ငံချင်းအဖက်ဖက်ကနေအရှောင်ပြန်ထွက်လာပါစေ။အရှာဖလားပွဲမှာမြန်မာဘယ်အဆင့်ထိရောက်ရောက်အားပေးမယ်ကွာလို့တလုံးတစ်ခဲကြီးမှတ်ချက်တွေနဲ့ရေးခဲ့ကြပါတယ်။ ပြည်ထောင်ချီလုံရောင်း19နှစ်ကြာမှအာရှဘလားပြိုင်ပွဲကိုဝင်ခွင့်ရခဲ့တဲ့မြမပေါ်လုံးအတင်းပေါ်ဘလို့များထင်ကြပါသလဲနော်ထိုင်းနိုင်ငံရေးကြီးကျယ်မှာရွှေတကုံဖျားနဲ့မြမတီလာရှင်ဝတ်စုံကိုဟာတာလုံးလို့ဖြစ်ကြောင်းဖြန့်မှန်ထွက်ပေါ်လာထိုင်းမှာသမိုင်းတစ်ဆောင်ဆူဆူဝါဝါရေးကြီးမှုကြီးကြုံတွေ့နေရတာကြောင့်အာလုံးဝိုင်းပြည်တနာနေကြချိန်မှာဘာကြောင့်ရေးကြီးရတယ်လဲဆိုရင်အဖြစ်မှန်တစ်ခုကပေါ်ပေါက်လာခဲ့ပါတယ် အရာကတော့လက်ရှိမှာ ထိုင်းနေဟာမြန်မာတို့ရဲ့ထွန့်မြတ်ထိုင်းရာဖြစ်တဲ့ရွှေတဂုံစီတီတော်ကြီးနဲ့တင်လာရှင်ဝစ်စုံကိုဟာတာလုပ်ပြီးတယောခဲ့ကြလို့ပါပဲအဆိုပါတိုင်းတာဘူကောင်းနေဖြစ်ရဟာတိုင်းနိုင်ငံဘန်ကောက်မြို့ MCC မောမှာဖြစ်ပွားခဲ့ရတာပါဖြစ်စဉ်သေးစဉ်ရောင်းနှစ်စဉ် LGBTQ တွေအတွက်ကျင်းပတဲ့ Miss ECTC ပြိုင်ပွဲမှာထိုင်းမင်းမရှာတူက ရွှေတဂုံစီတီတော်ပုံကိုပရင်ထုံတိလရှင်ဝစ်စုံကိုအတွင်းကြီးလုံဝေကမျက်နှာပြောင်ခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုကိုသိစိတ်ကြည့်မယ်ဆိုရင်ရွှေဒဂုံစီတီတော်ပုံကမတက်မရက်ထုတ်ထားတဲ့ပိုစတာတခုကိုအနောက်မှာထောင်ထားပါတယ်အရှိမရှိနေတဲ့မင်းမရှာတို့ကမြမတို့ထွက်မြတ်တရားဖြစ်တဲ့နန်းထွေးမိဖုရားခေါင်းကြီးဝတ်စုံကိုမကိုနဲ့တကွဝတ်ဆင်ထားပါဗျ။မြမနန်းထွေးယူရကိုဝတ်ဆင်ထားပေမယ့်အမှုရာကလေးစားမှုမရှိပေ။လောင်ပြောင်တယောနေပြီ။အဲဒီနောက်မှာမိဖုရားဝတ်စုံကိုချွတ်ချကတိလရှင်ဝတ်စုံကိုဝတ်ပြီးဟာတိုက်ခဲ့တာဖြစ်ပါတယ်။ အဆိုဆုံးကတော့အနောက်ကရွှေတကုံစီတီတော်ရဲ့ပုံတော်ကိုမလီစာပဲဆွဲလဲခြင်းလှောင်ပြောင်ရှီမောခြင်းပြုလုပ်ခဲ့တာပါတကယ်ဆိုရင်နိုင်ငံကုစားပြုဖြစ်တဲ့မစ်ပွဲတစ်ခုကျင်းပနေနေရမှာတခြားနိုင်ငံရဲ့တန်မိုးထားရဘာသာရေးနိုင်ငံရဲ့ပစ္စည်းတွေကိုယူသုံးခြင်းရင်ခွင့်တောင်းရတာဟာအခြေခံစီမင်းဖြစ်ပါတယ်တကယ်လို့ခွင့်မတောင်းမှုဆိုရင်တော့တခြားနိုင်ငံပိုင်ရှင်းတိမှုဖြစ်တဲ့အတွက်ရိုးရိုးသေးသေးနဲ့လေးနဲ့ထားပြီးခိုင်တွယ်သုံးပြုရမှာဖြစ်ပါတယ်။ အခုကမြန်မာတို့ရဲ့အလေးနဲ့ထားဆောင်သောဘာသာရေးပစ္စည်းဖြစ်တဲ့ရွှေဒဂုံစီတီတော်မြတ်ကြီးရဲ့ပုံတော်ကိုခွင့်ပြုချက်မရှိယူသုံးတဲ့အပြင်စင်ပေါ်မှာရိုင်းဆိုင်နေတာဟာအင်မတန်အကြီးတန်းတဲ့လုပ်ရဖြစ်ပါတယ်။ထိုင်းနိုင်ငံအနေနဲ့ဒီလိုအသီးတရားကင်းမဲ့တဲ့နိုင်ငံသားတွေကို ရှင်ဝယ်ပိုက်ထားတာရှက်တင်ပါတယ်။ LGBTQ ဖြစ်စေရိုးရိုးသားမှမိမယောက်ျားဖြစ်စေအလုံးဟာအခွင့်အရေးတန်းတူဖြစ်ပါတယ်။ LGBTQ ရဲ့မစ်ပွဲဟာလည်းပျော်ပျော်ရွှင်ရွှင်နဲ့ကျင်းပတာကိုလက်ခံပေးနိုင်ပါတယ်။ ဒါပေမဲ့ LGBT ဖြစ်တာနဲ့ပဲသူများနိုင်ငံရဲ့ဘာသာတရားနဲ့ယဉ်ကျေးမှုတွေကိုခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲယူသုံးခွင့်မရှိသလိုအခုလိုယူသေးတန်နဲ့လုံရမျိုးမလုပ်သင်ပါဘူး။ဒါကြောင့်အဆိုပါတိလရှင်ဝတ်စုံကိုဝတ်ခဲ့တဲ့သူအလားမင်းရွှေဒဂုံပြားပုံတော်ကိုတည်တရားကင်းမဲ့စွာယူသုံးခဲ့သူ National Director နဲ့တကွဒီလိုဝတ်စုံနဲ့ဖျော်ဖြေမှုကိုချပြခွင့်ပေးခဲ့တဲ့ Miss ACTC အဖွဲ့အစည်းကိုပါထိမ့်သိမ်းမေးမြန်းမှုတွေပြုလုပ်ဖို့လိုအပ်နေပါတယ်။ လက်ရှိမှာဆိုပါမသိတော်တဲ့ဗီဒီယိုဖိုင်ဟာအွန်လိုင်းမှာရှိန်ဟုန်ကောင်းကောင်းနဲ့ပြန့်နေနေပြီးနိုင်ငံတကာကလည်းမြမရဲ့ကြီးမှုကိုရှိစရာဖြင့်ရှုမြင်နေကြတဲ့အတွက်အ мян ဖြည့်ရှင်းတဲ့ကိစ္စဖြစ်ပါတယ်ကြည့်ရှုသူတွေကတရားဆိုရင်ထိုင်းလိုအာရှမှာဖွံ့ဖြိုးဖို့ကြိုးစားနေတဲ့နိုင်ငံကထိုင်းနိုင်ငံသားတွေကတီလူအချက်တရားကင်းမိတာမြင်ရတော့အံ့ဩမိပါတယ်။အခြားနိုင်ငံရဲ့ဘာသာတရားနဲ့ယဉ်ကျေးမှုကိုလောင်ရည်စရာလုပ်တာဟာအင်မတန်ရှက်ဖို့ကောင်းတဲ့ကိစ္စပါ။ ။တဆရာကနေအရေးယူဖို့လိုအပ်ပြီးမြန်မာနိုင်ငံသားတွေကိုလည်းထုတ်ပြန်စာကြေညာပြီးလူသိရှင်ကြားတောင်းပန်တင်ပါတယ်။ဒါနိုင်ငံတော်အဆင့်ကိစ္စဖြစ်ပါတယ်။ထိုင်းလိုနိုင်ငံမျိုးကဒီကိစ္စကိုကြော်သွားမယ်ဆိုရင်နိုင်ငံတကာမှာလူချင်းဝက်ဆိုတာဘာမှမသိတဲ့ရှက်စရာလူမျိုးတွေဖြစ်မှတ်တမ်းတင်မိတာ ဖြစ်သွားမှာပါလို့တော့မှတ်ချက်တွေရေးခဲ့ကြပါတယ်။တချို့ကလည်းဒီလိုပါတိုင်းစော်ကားမှုတွေပြုလုပ်တာကြောင့်ထိုင်းမှာတပောင်းဝရှေပေးကြီးနဲ့ကြုံခဲ့ရတာလို့ယူဆနေကြပါတယ်။ ပရိသတ်ကြီးတို့ရောင်းရွှေတကုံစီတီရဲ့ပုံတော်ကိုအသုံးပြုပြီးဖြော်ပြင်းလုပ်ခဲ့ကြတဲ့အဆိုပါဖြစ်ရပုံဘလို့များထင်ကြပါသလဲနော်လိုင်းမောင်မှာနာမည်ကြီးနေတဲ့ဝိုင်းစုရဲ့အင်ကြီးရဲ့တင်နီယာကိုတင်လိုက်ရလို့ပစံအဟောင်းသားဖြစ်သွားတဲ့ဟေဝီယန်မင်္ဂလာပါပြိတ္တများရှင်ဝိုင်းစုနဲ့ဟေဝီယန်တို့ကဘဲပေါ်ရဲကဘလုံရေဆက်တွေပါလာတယ်လို့မသိပါဘူး အခုလိုမျိုးဟင်းဝင်းရံလဲအိမ်တောင်ကြောင့်ဝိုင်းစုလဲအိမ်တောင်၂၃၀နဲ့သူ့ဘဝနဲ့သူဖြစ်တဲ့အခြေအနေတည်အောင်သူတို့နှစ်ယောက်ရဲ့ပတ်သက်မှုကတော့လုံးဝကိုမပြီးဆုံးသေးပါဘူး။အခုဒီအကြောင်းအရာကရည်ရွယ်ချက်ရှိရှိ ပြုလုပ်ထားတာလားတော့မသိပေမယ့်ဟင်းဝင်းရံတယောက်တည်းနဲ့မကားပါဘူး။ကြားသိလိုက်ရတဲ့ပြည်သက်တဲ့အားလုံးနဲ့တတော်လေးကိုအံ့ဩခဲ့ရတာပါ။အခုလက်ရှိလိုင်းပေါ်မှာနာမည်ကြီးနေတဲ့ဝိုင်းစုရဲ့အင်ကြီးကဘယ်နေရာမှာတည်ရှိနေလို့ပြည်သက်တည်ထင်ကြပါသလဲ။ ဟင်းဝင်းရဲ့နူဇနီးမောင်နှံတို့တူတူနေထိုင်ကြမယ်မင်္ဂလာလက်ဖွဲ့အင်ကြီးရဲ့အနီးအနားလေးမှာတည်ရှိနေတာပဲဖြစ်ပါတယ်ဒါနဲ့ပတ်သက်လို့တချို့လူတွေကဟိဝင်းရရဲ့မိဘတွေဟာဝိုင်းစုအင်ရှီမန်တည်နေလို့အဲ့ဒီနားမှာပဲရည်ရွယ်ချက်ရှိရှိနဲ့ဒီအင်ကြီးကိုဝယ်ပြီးမင်္ဂလာလက်ဖွဲ့ဖြစ်ပေးခဲ့ကြတာလား။ဒါမှမဟုတ်ဝိုင်းစုကပဲတင်းရှစ်တောင်းတဲ့အင်ကြီးနဲ့ချေပြခြင်းလို့တမင်သက်သက်ဟိဝင်းရတို့အင်နာမှာအခုလိုလာရောက်ပြီးလူလုံးပြတာလားဆိုတော့ကတော့တကယ်ကိုမှစဉ်းစားစရာတွေဖြစ်ကုန်ပါပြီ။ ဟဲဝိယံကလည်းဒီเจ้าရနဲ့ပတ်သက်လို့အရန်အံ့ဩသွားခဲ့ရပြီးတော့တချိန်ကသူရမ်းချစ်ခင်ရတဲ့အခြေအူကအခုသူတို့လင်မယားနေထိုင်တဲ့အိမ်ရဲ့မနီမဝေးမှာရှိနေတယ်ဆိုတော့ဘာရီများဆက်ဖြစ်လာကြမလဲနော်ဟဲဝိယံနဲ့ဝိုင်းစုဟာပြက်ပြီးကလေးကဆက်သွယ်လင်းလုံးဝမလုပ်ကြသူတွေပါဒါပေမဲ့သူတို့နှစ်ယောက်သားရင်တထောက်တနေရာမှာတော့အမတ်တရအကောင့်တချို့ကြန့်ရှိနေုံမှသိကြပါတယ်ဒါဆိုရင်ခုလိုအိနီနာချင်းဖြစ်သွားပြီဆိုတော့သူတို့နှစ်ယောက်ရဲ့ပတ်သက်မှုတွေကတဖန်ပြန်ပြီးတော့များစတင်နိုင်မလား ဲ့ဒီလူမျိုးသားဖြစ်ခဲ့မယ်ဆိုရင်လေဟိဝိယံကတေချာဘောက်ကိုဖောက်ပြန်နေသူတယောက်ဖြစ်ခေါင်းစဉ်တက်ခံရမှာပါ။ဒါပြင်စုပြေကလည်းဘလောက်တောင်ခံစားနေရမလဲဆိုတော့ကိုတော့ပြိတ္တတို့တွေးကြည့်ုံနဲ့ပဲသိပါလိမ့်မယ်။နောက်တဲ့စဉ်းစားစရာတစ်ချက်ကအဲဒီလိုမျိုးအိနီနာချင်းနေဖြစ်နေမှန်သိသွားလို့ဆိုပြာသူတို့ရဲ့မင်္ဂလာဦးအင်ကြီးမာတော့မနေကျင်တော့ဘဲနဲ့ဟန်နီမွန်ထွက်တယ်ဆိုတော့ကိုအကြောင်းပြပြီးအလုပ်တီကိုပဲဆက်တိုက်လို့ကအိမ်မကပ်ပဲခီးတွေထွက်နေတာလား ပရိသတ်ချင်းတို့ရောဒါကိုဘယ်လိုများမြင်မိကြပါသလဲအဝိတောင်းနဲ့နေဝိတောင်းဖြစ်နေတဲ့ရွှေမုံရည်တီနဲ့ငွေမုံရည်တီမင်္ဂလာပါပရိသတ်များရှင်ဆယ်စုနှစ်တခုကြာတဲ့ဒီပြိသက်တီအာလုံးမသိအောင်ဖုံးကွယ်ထားတဲ့အမှန်တရားတခုဟာဒီနေ့မှတော့အေဝိယီတောင်းအစစ်ကြောင့်ဘူးပေါ်တလူပေါ်လာခဲ့ပါပြီ။အေဝိယီတောင်းနဲ့နေဝိယီတောင်းကရွှေမုံရည်တီနဲ့ငွေမုံရည်တီဖြစ်နေတယ်ဆိုတော့ကိုပြိသက်ကြီးတို့သိကြရင်လား။ ဒါကရည်ရွယ်ချက်ရှိရှိဖုံးကွယ်ထားတဲ့အရာတစ်ခုမဟုတ်ပေမဲ့လည်းအရေးရလို့ပြီးထုတ်ပေါ်ရှင်းပြခြင်းမပြုခင်တာကြောင့်ပရိသတ်တွေကလုံးဝမသိတာပါဒီနေ့မှာတော့အေဝိယီတောင်းစစ်ကိုရိုင်းကသူတို့ညီမနှစ်ယောက်နဲ့ရွှေမိုရတီတို့ညီမနှစ်ယောက်ရဲ့ပတ်သက်ဆက်နွယ်မှုတွေကိုမီဒီယာအားလုံးရဲ့ရှေ့မှာ ထုတ်ပေါ်ပြောဆိုသွားခဲ့ပါတယ်ဇာတ်ကြောင်းလေးကတော့အတော်ကိုရိုးရှင်းပါတယ်အေဝိယီတောင်းတို့ညီမတွေကအမှုပညာလောကတွေကိုကလေးမော်တွေဖြစ်နေစတင်ပြီးတော့ဝင်ရောက်လာခဲ့တာပါ ဲ့ဒီချိန်တုန်းကသူတို့ညီမနှယောက်ဟာအသက်73လောက်ပဲရှိကြပါသေးတယ်။မော်ရင်ရှောင်းရင်နဲ့သူတို့လူတီများလာတဲ့ချိန်မှာရွှေမုံရတီနဲ့ငွေမုံရတီတို့ညီမနှယောက်ကလည်းမွေးဖွားလာခဲ့တာပါ။အဲ့ဒီချိန်မှာရွှေမုံတို့ရဲ့အမေကအေဝီတောင်းတို့ရဲ့ fan ဖြစ်နေခဲ့ပါတယ်။ကလေးမော်ရင်လေးတွေကိုအရန်သဘောကျလို့ဆိုပြီးသူမွေးလိုက်တဲ့သမီးလေးနှယောက်စလုံးရဲ့နာမည်ကိုလည်းအဲ့ဒီမော်ရင်ရဲ့နာမည်အတိုင်းတထင်ရတဲ့တူညီအောင်အေဝီတောင်းနဲ့နှွေဝီတောင်းဆိုပြီးမျှခဲ့တာပါ။ ရွှေမုံရတီရဲ့နာမည်ကတော့နေဝီတောင်ဖြစ်ပြီးတော့ငွေမုံရတီရဲ့နာမည်ကတော့အေဝီတောင်ပါဒါပေမဲ့မထင်မှတ်ပဲသူတို့နှစ်ယောက်ကလည်းအမှုပညာလောကတွေကိုဝင်ရောက်လာတဲ့အချိန်မှာတော့ဟိုဘက်ကအေဝီတောင်တို့ကလည်းစက်ကားတွေရိုက်နေကြပြီဖြစ်လို့အမှုပညာရှင်အချင်းချင်းအခုလိုနာမည်ချင်းတူနေကြတာအဆင်မပြေတော့လို့ရွှေမုံရတီနဲ့ငွေမုံရတီဆိုပြီးအမှုပညာနာမည်ပြောင်းလဲခင်တာပါ ဒါပေမဲ့စပေါ်လာကလေးကဒီနာမည်တွေပဲဖြစ်တာကြောင့်ပရိသတ်တွေကရွှေမုံတို့ရဲ့နာမည်အရင်းကိုလုံးဝမသိခဲ့ကြတာပါအခုလိုမျိုးနာမည်ယူပေးခံရတာနဲ့ပတ်သက်လို့အေဝိတောင်ရဲ့ပြောကြားချက်ကတော့ကြာကြာချင်းအံ့ဩသွားကြရပြီးစိတ်မဆိုးရပြင်းသူမတို့ကိုချစ်တဲ့ fan တွေကြောင့်ဝမ်းသာကြရတယ်လို့တောင်ပြောခဲ့ပါသေးတယ်ပရိသတ်ကြီးတို့ရောအခုလိုမျိုးတိုက်ဆိုင်လို့နဲ့အမှန်တရားလေးနဲ့ပတ်သက်လို့ဘယ်လိုများထင်မြင်မိကြပါသလဲရှင်